နေစင်မနဲ့ဒေသနာစီစဉ်ကနေအားလုံးကိုတဖန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနဲ့မှာအားလုံးနဲ့အတူတူခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ဖယားသခင်ရှေ့မှာနှိမ်ချပါကျွန်တော်တို့အားလုံးဟာဖယားရှေ့မှာတန်းတူညီတူဖြစ်တယ်ဆိုတာတတိယပါဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ကခွန်အားပေးချင်တာဖြစ်ပါတယ်အချီပြုတ်ကျမ်းနှစ်ချက်လောက်ရှိပါတယ်ပထမဆုံးတစ်ချက်အနေနဲ့အေဖက်အော်ဝါရာစာခန်းကြီး အငယ်27ကိုကျွန်တော်ဖတ်ပြပါမယ်ခရစ်တော်ကိုခန့်ညားတော်အားဖြင့်အချင်းချင်းတယောက်အောက်တယောက်ကိုကိုနှိမ်ချလျက်နေကြလောများရောအားဖြင့်ကျွန်တော်ခရိယန်တွေကဒီနှိမ်ချခြင်းကိုမေ့နေတတ်တယ်နော်ဥမာကျွန်တော်တို့သင်အုပ်ဆရာတွေဆိုလို့ရှိရင်ငါဟဲ့အသင်းတော်မှာငါအကြီးဆုံးပဲငါသင်အုပ်ဆရာပဲတခါတလေတချို့ယုံကြည်သူတွေကကိုယ်ညီအကိုလို့ခေါ်တာတော့မှကိုကမကြိုက်ဘူးဟုတ်တယ်နော်ဘယ်နဲ့ငါကဆရာလေးငါ့ကိုဆရာခေါ်ရမှာလေး ငေါ့ညီအကိုဆိုတော့ညီကိုမောင်မတို့စဉ်းစားကြည့်ဆရာခေါ်ခံချင်တဲ့တင်အုပ်ဆရာတွေကတအားများနေတယ်ခုညီအကိုလို့ခေါ်တာဘာမားလဲကျွန်တော်မေးချင်တယ်ဘာမားလဲမမားဘူးဒါကြောင့်ခုနားထောင်နေတဲ့သူလေဆရာရဲမင်းကိုလေညီအကိုလို့လာခေါ်လဲရတယ်နော်ညီအကိုလို့လာခေါ်ကျွန်တော်တို့ဘာမှဟိုသူသူအံ့ဩစရာဖြစ်မှာမဟုတ်ဘာလို့လဲကျွန်တော်တို့ကခရစ်တော်၌ညီအကိုတွေပဲလေဟာလေလုယာအာမင်ဆရာခေါ်လဲရလာဆိုမမားဘူးနော်ဒါပေမဲ့ ဟိုဆရာအခေါ်ခံချင်တဲ့ယောဂါကိုသင်အုပ်ဆရာတွေလျှော်ရမယ်။အာကျွန်တော်တို့ကဆရာပါလို့ပြောလိုက်တဲ့အခါမှာဆရာဆိုတဲ့ဂုံပုံနဲ့တာဝန်ခံမှုရှိရမယ်အပိုင်းကိုကျွန်တော်တို့ဖော်ပြတာ။ငါဆရာဖြစ်တဲ့အတွက်ငါဒီလိုတရားဟောရတာ။ငါဆရာဖြစ်တဲ့အတွက်ငါဒီလိုအသိတော်ဦးဆောင်ရတာ။ငါဆရာဖြစ်တဲ့အတွက်ငါဒီလိုဆုတောင်းပေးရမယ်။ငါဆရာဖြစ်တဲ့အတွက်အနစ်နာခံရမယ်စသဖြင့်ဆရာဆိုတဲ့ဂုံပုံအောက်မှာအစီခံခြင်းတွေအများကြီးပါနေတယ်။ဒါကြောင့် တာဝန်ယူမှုရှိတဲ့အနေနဲ့ဆရာဆိုတဲ့နာမည်ကိုကျွန်တော်တို့ခံယူတာအဲ့လိုမျိုးအပိုင်းတစ်ပိုင်းရှိတယ်။ဒါပေမဲ့တချို့တစ်ပိုင်းကျတော့ဂုံဒရက်သတ်မှတ်တာပေါ့နော်ဆရာအခေါ်ခံချင်တာဂုံဒရက်သတ်မှတ်တာဆရာလို့ခေါ်လိုက်ဟာနေကောင်းလိုက်တာကွာဟုတ်တယ်နော် အာဆရာကြီးနော်ဆရာတော်မယိုးယိုးဆရာမို့ဆရာကြီးလို့ခေါ်လိုက်ကျွန်တော်တို့ဟိုလေပေါ်မြောက်တက်သွားပြီဆိုတော့ဆရာအခေါ်ခံချင်တဲ့ဒီဂုံဒရက်တွေကိုရှော့ရမယ်နော် ော်ဆရာလို့အခေါ်ခံတာကမားလာဆိုတော့မမောင်းတော့ဆရာမို့လို့ဆရာအခေါ်ခံတာဒါမမောင်းဒါပေမဲ့မိမိကိုယ်နိုင်ကအဲ့ဒီဂုံဒရက်ကိုမမတ်မောပါနဲ့ဆရာဆိုတဲ့တာဝန်ယူမှုတာဝန်ခံမှုကိုတော့ရှိအောင်ဆရာဆိုတဲ့နာမည်ကိုတော့ရဲရဲခံယူရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတင်းအုပ်ဆရာဖြစ်တယ်ကျွန်တော်တို့ဒီတိတ်ခါတော်ရဖြစ်တယ်ကျွန်တော်တို့ဒီအေးဝင်ကလေးဆရာဖြစ်တယ်ကျွန်တော်တို့ဒီလူငယ်ကောင်းဆောင်ဖြစ်တယ်ကျွန်တော်တို့ဒီတင်းထောက်ဖြစ်တယ်တင်းအုပ်ဖြစ်တယ် เนาะကျွန်တော်တို့ဒီအတင်းတော်မှာဒီလိုတာဝန်တစ်ခုခုယူထားတယ်ဒါကြောင့်ကျွန်တော်တို့ကိုအဲ့ဒီတာဝန်နဲ့ပတ်သက်တဲ့နာမည်ထည့်မှခေါ်တဲ့အခါမှာကျွန်တော်တို့ဘာမှစိတ်သက်ကြစရာမလိုတို့လို့ရှက်စရာလည်းမလိုတို့တအားကြီးဟုတ်လာပြီလို့လည်းမထင်ပါနဲ့ပုံမှန်ပဲဆက်ဆံပါလူတိုင်းကိုပုံမှန်ပဲဆက်ဆံပါဒါကြောင့်တင်းအိုးဆရာတယောက်ကိုဆရာလို့ခေါ်တာမမားတို့လို့ညီအကိုလို့ခေါ်ရင်လည်းမရောက်လားရတာပေါ့ တချို့တင်းအုပ်ဆရာကတင်းအုပ်ဆရာကိုတခြားသူတွေညီအကိုလို့လာခေါ်တာလုံးဝမနစ်သက်ကြအောင်တော့ကျွန်တော်ပြောမယ်ခရစ်တော်၌ညီအကိုမောင်နှမတွေပါပဲကျွန်တော်တို့ကဖခင်သခင်ရဲ့တိုးတွေပဲကျွန်တော်တို့ကဖခင်သခင်ရဲ့တိုးထိန်လို့ခေတ္တခံအပ်ထားခြင်းခံရတဲ့တင်းအုပ်ဆရာတွေနော်အမှန်တင်းအုပ်ဆရာလည်းပါလေဖခင်သခင်ရဲ့တိုးတွေပဲကျွန်တော်တို့ကအထူးရွေးကောက်ခြင်းခံရရင်မှတခြားတိုးတွေကိုခေတ္တထိန်ဖို့ဖခင်သခင်ကကျွန်တော်တို့တာဝန်ပေးထားတာတင်းအုပ်ဆရာဆိုတာအမှန်တော့တင်းအုပ်ဆရာလည်းတိုးပဲနော် ိုးထင်းဆိုမှဘဝင်မြင့်လို့မရအောင်ဖရာတခင်ကတိုးတိုးတွေထဲကနေအဲ့ဒီတိုးတချို့ရွေးကောက်ယူတော့မှတခြားတိုးတွေကိုအုတ်ထင်းခိုင်းထားတာခေတ္တတာဝန်ပေးထားတာတရေကျရင်ကျွန်တော်တို့အားလုံးကောင်းကင်နိုင်ငံမှာတလုံးတဝတန်းတူဖြစ်ရမှာတန်းတူဖြစ်ရမှာဒါကြောင့်ဖရာเจ้าမှာလေတာဝန်ဆိုတာရှိတယ်လို့အိုးဗါလေသူ့နေရာနဲ့တူဆိုတာရှိတယ်နော်ဆိုတော့အဲ့ဒီတာဝန်နဲ့အာသူ့နေရာနဲ့တူရှိတာကိုအဆင့်အတန်းဆိုမှတော့မခွဲစေချင်ဘူး အာသူကတော့တင်အုပ်ဆရာအကြီးဆုံးဘုရားကျောင်းမှာသူအကြီးဆုံးပဲမဟုတ်ဘူးတင်အုပ်ဆရာပူကြီးလေးလေးသူများရဲ့အစေခံကိုခံရလေလေးပဲသခင်ယေရှုခရစ်တော်ကိုယ်တိုင်ပြောတယ်လေငါတော်မှနေလို့ခြေတော်ကိုစေးတယ်ဆိုရင်နေလို့တယောက်ကိုတယောက်နှိမ်ချကြပါတဲ့ဒါကြောင့်ခုနကကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းချက်ထဲမှာဘယ်လိုပြောလဲခရစ်တော်ကိုခံရတော့အားဖြင့်အချင်းချင်းတယောက်အောက်တယောက်ကိုကိုနှိမ်ချကြလောတဲ့နေတော့ခရစ်တော်ကိုယုံကြည်တဲ့သူဆိုပြီးမှဆရာကြီးပဲလှုပ်ချင်တယ်ဆရာကြီးပဲလှုပ်ချင်တယ်အဲ့လိုပြောလဲလို့ဆရာခေါ်တာမကောင်းဘူးလို့ပြောတာမဟုတ်နော်တာဝန်ယူမှုတာဝန်ခံမှုရ သူ့နေရာနဲ့သူသူ့နေပယ်နဲ့သူဆရာဆိုတာရှိရတယ်ဆရာဆိုတာခေါ်ရတယ်တတ်မှတ်ရတယ်မှန်တယ်ဒါပေမဲ့မာနမကြီးဖို့ကျွန်တော်ဖော်ပြနေတာငါ့ကိုငါဟုတ်လာပြီသူများကောဆရာခေါ်တယ်ငါ့ကိုငါဟုတ်လာပြီအဲ့လိုမျိုးအသက်မရှင်ဖို့ကျွန်တော်ဖော်ပြတာကျွန်တော်ဖော်ပြတော့မဟုတ်ကျန်းကျန်းစာကဖော်ပြတာကျွန်တော်ကိုလည်းတွန်တင်နေတော့ကျန်းစာကကျွန်တော်လည်းဆရာအခေါ်ခံတဲ့အခါမှာဟာဟုတ်လာပြီဆိုမှမန်တက်လို့မရဘူးဆိုတာကျန်းစာကကျွန်တော်ဖော်ပြတယ်လို့ဒီကနေ့နားထောင်နေတဲ့သူတွေကိုလည်းဖော်ပြတယ် ဒါကြောင့်ညီကိုမောင်တို့မတို့ဒီကနေ့မင်းနဲ့တရားဒေသနာစကားတခုမဲ့ဖယားရှိမှာရောက်လာတဲ့အခါမှာတင်ရှိနေတဲ့ယာထူးတွေအိမ်မှာထားခဲ့ပါဖယားရှိမှာဝုတ်ပြူလာတဲ့အခါမှာတင်ရှိနေတဲ့ငွေကြေးချမ်းသာမှုတွေအိမ်မှာခဏထားခဲ့ပါဖယားเจ้าမှာလာတဲ့အခါမှာအဆင့်အတန်းခွဲခြားမှုတွေဂုံဒရက်တွေအိမ်မှာထားခဲ့ပါဖယားရှိမှာညီအကိုမောင်တို့မပဲဆိုတဲ့စိတ်တတ်နဲ့ပဲလာပါဘာလို့လဲဒီလားသခင်ယေရှုခရစ်တော်မိမိကိုယ်နဲ့ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူအလုံးအလုံးဟာဖယားရှိမှတန်းတူညီတူပါပဲ ညီကိုမောင်မတို့ကျွန်တော်ပြောမယ်ဖခင်ရဲ့အမြင်ပါလေအခုကျွန်တော်တရားဟောနေတယ်ဆရာရဲမင်းဆိုပါဆိုတင်တို့ရဲ့ဆရာရဲမင်းနော်တင်တို့ရဲ့ညီအကိုရဲမင်းဖခင်အမြင်မှာတင်တို့နဲ့ဘာမှမကွာဘူးအတူတူပဲတန်းတူပဲတင်ဒီယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံထားတဲ့အတွက်ကယ်တင်ခြင်းရတဲ့ယုံကြည်သူဖြစ်တယ်ကျွန်တော်လည်းဒီတိုင်းပဲကျွန်တော်လည်းယုံကြည်သူဖြစ်တယ်မတူတာကကျွန်တော်တို့ကိုဖခင်ခင်ကတိုးထဲကနေနော်တိုးအများကြီးထဲကယုံကြည်သူအများကြီးထဲကယုံကြည်သူတချို့ကိုရွေးကောက်မှာ တာဝန်ပေးထားတာနော်ဂုံထူးမဟုတ်ဘူးနော်အဆင့်အတန်းမဟုတ်ဘူးနော်တာဝန်ပေးထားတာဒါကြောင့်ကျွန်တော်တို့အခုလက်ရှိထမ်းဆောင်နေတဲ့တာဝန်ကတင်းအုပ်ဆရာတာဝန်โอเคအဲ့ဒီတင်းအုပ်ဟာယာထူးအဆင့်အတန်းမဟုတ်ပါဘူးတာဝန်ဖြစ်ပါတယ်အစီခံရမယ့်တာဝန်ဖြစ်ပါတယ်ဒါကြောင့်အတင်းတော်ထဲမှာရောက်လာတဲ့အခါမှာလေအပြင်မှာပတ်စံဘလောက်ချမ်းသာချမ်းသာအပြင်မှာကိုဘယ်လောက်ပဲယာထူးရှိနေရှိနေဖះเจ้าရောက်လာရင်ညီကိုမောင်တော်မပဲညီအကိုမောင်တော်မမခံချင်တဲ့သူတွေတတိထားနော် အဲ့ဒါစာတန်ပါလာတာငါငါငါဆိုတဲ့စာတန်ပါလာတာငါငါငါဆိုတဲ့စာတန်ပါလာရင်ယေရှုနာမနဲ့ရိုက်ချလိုက်ဖခင်เจ้าထဲမှာဖခင်เจ้าထဲမှာတော့မဟုတ်တော့ယုံကြည်သူတိုင်းလိုလိုကျွန်တော်တို့အားလုံးကတလုံးတဝထဲပဲကျွန်တော်တို့အားလုံးကအဆင့်အတန်းတန်းတူပဲဒါကြောင့်တယောက်ကိုတယောက်နှိမ်ချပါနှိမ်ချပါနှိမ်ချပါကျန်းစာတအုပ်လုံးမှာနှိမ်ချခြင်းတာရကအမြိုက်ဖော်ပြထားတယ်လို့ကျွန်တော်တို့အမြဲတမ်းတုံသင်တယ်နှိမ်ချတတ်ဖို့ ကိုကိုကိုဟုတ်လာပြီဆိုမှငါတို့သူထက်သားအဆင်မြင့်တယ်ငါတို့သူထက်အဆင်သားကြီးတယ်ငါတို့သူထက်ပတ်စံချမ်းသာတယ်ဟဲ့ငါတို့သူထက်ရာထူးများတယ်ဟဲ့ဆိုမှမန်တက်နေဖို့မလုပ်ပါနဲ့နင်းချဖို့မလုပ်ပါနဲ့သခင်ယေရှုခရစ်တော်ထဲမှာတယောက်ကိုတယောက်ဖေးမဖို့လိုတယ်တယောက်ကိုတယောက်ကိုတယောက်နင်းချဖို့လိုတယ်ပို့ပြီးမှဖခင်တင့်ကိုချီးမြောက်လေလေတင်နင်းချလေလေဖျားမယ်နင်းချလေလေဖခင်ကတင့်ကိုထပ်ပြီးချီးမြောက်လေလေပဲဟာလေလုယာ ျွန်တော်ကျမ်းချက်တစ်ချက်ဖတ်ပြမယ်နော်နောက်ထပ်ကျမ်းချက်တစ်ချက်အဲ့ဒါကတော့ဂလာတိဩဝါဒစာအခန်းကြီး3အငယ်26ကနေ28အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော်အဘယ်တို့နည်းဟူမူကားတင်တို့အပေါင်းဒီယေရှုခရစ်ကိုယုံကြည်ခြင်းဖြင့်ဖခင်တခင်၏သားဖြစ်ကြ၏ခရစ်တော်၌ဗတိဇံကိုခံတော်သူရှိသည်များတို့သည်ခရစ်တော်ကို ယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ယေရှုခရစ်၌ယူဒလူမရှိဟေလတလူမရှိဂျွန်မရှိလူလူမရှိယောက်ျားမရှိမိန်းမမရှိ ထိုသခင်၌တင်တို့အပေါင်းတို့သည်တလုံးတဝသည်ချစ်ကြ၏အဲ့လိုပြောလိုက်လို့ယောက်ျားလည်းယောက်ျားမဟုတ်တော့မိန်းမလည်းမိန်းမမဟုတ်တော့ဘူးလို့ပြောတာမဟုတ်နော်အာဥပမာယောက်ျားတန့်စင်ခမ်းမိန်းမတန့်စင်ခမ်းမခွဲဘဲနဲ့မခွဲဘဲနဲ့လူတိုင်းဝင်ထွက်လို့ရပြီလို့မဆိုလိုဘူးနော်သူနေရာတော့သူရှိတယ်လေနော်ဒီမှာအဓိကဆိုလိုချင်တာကဖျားသခင်ရှေ့မှာယုံကြည်သူတိုင်းဒီအစင်အတန်းတန်းတူညီသူဖြစ်တယ် နားလည်ပါစေတန့်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေဒါကြောင့်ဒီကနေ့မနေ့ဝင်းကသွားတဲ့ဒေသနာကိုစကားတစ်ခွန်းနဲ့ညှုံချုပ်မယ်ဖယားရှိမှလူတိုင်းလူတိုင်းဟာတန်းတူပါပဲညီအကိုမောင်နှမတွေပါပဲမြင်ဘူးတဲ့သူပဲဖြစ်ဖြစ်မမြင်ဘူးသိတဲ့သူပဲဖြစ်ဖြစ်ဖယားကိုယုံကြည်တဲ့သူတိုင်းဟာတမိသားစုပဲဖြစ်ပါတယ်ဘာလို့လဲကျွန်တော်တို့ဒီခမီးတော်တပါးတည်းရှိတယ်ကျွန်တော်တို့ကေတင်တဲ့ကေတင်ရှင်တပါးတည်းရှိတယ်ကျွန်တော်တို့အတူတူနေပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တပါးတည်းရှိတယ် ၃ပါးတဆူတလုံးတဝါတော့ဘုရားသခင်ကိုကျွန်တော်တို့အတူတူကိုးကွယ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီညီကိုမောင်နှမတွေဖြစ်တယ်မိသားစုဝင်တွေဖြစ်တယ်ဘုရားသခင်ကောင်းချီးပေးပါစေအတူတူကဆုတောင်းရအောင်ယေရှုတင်တဲ့ကိုတော်သခင်ယေရှုခရစ်တော်၌ကျွန်တော်တို့ဒီညီအကိုဖြစ်ခွင့်ရတယ်မိသားစုဖြစ်ခွင့်ရတယ်။အိုးကျွန်တော်တို့အပြင်မှာမတွေ့ဘူးဘူး။ဒါပေမဲ့အခုနားထောင်နေတဲ့သူတွေယုံကြည်တဲ့သူဖြစ်ပါကကျွန်တော်တို့နဲ့တမိသားစုပဲဖြစ်တယ်။ ကျွန်တော်တို့နဲ့ညီအကိုမောင်တော်မဖြစ်တယ်ဂျေဇုတော်ချီးမွမ်းနေတယောက်ကိုတယောက်နှိမ်ချတတ်ဖို့ရန်ဒီကနေ့မနေ့တန်ရှင်တော်ဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အဖြစ်တွင်တင်တယ်ကျွန်တော်အသက်တာမှာတကယ်ပဲငါငါငါဆိုတဲ့အရာကိုယေရှုနာမနဲ့ရိုက်ချပြီးတော့မှသခင်ယေရှုခရစ်တော်လိုနှိမ်ချတော့စိတ်ယူတင်ဝတ်ဆောင်တတ်တော်သူများဖြစ်ဖို့ရန်တန်ရှင်တော်ဝိညာဉ်တော်ဆက်လက်မဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းပါသည်ဖဖခင်အာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာပြီးကောင်းချီးပေးပါစေတော့